ညဘက်စီးသွားအများရဲ့သူတွေဒီဗီဒီယိုလေးကိုကြည့်ပေးပါ။သင်ဟာပင်ပန်းနေတယ်အိတ်ချင်နေတယ်ဒါပေမဲ့သင်စီအိမ်ရတော့တက်ကြွနေရောမယ်။ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာဆက်ကြည့်လိုက်ရအောင်။အဖြစ်အများဆုံးအကြောင်းရင်းကတော့ညဘက်မှာအခြေအနေရမ်းတောက်လို့ဖြစ်ပါတယ်။လူများစုကနေကင်းဘက်မှာထက်ညနေပိုင်းမှာရေကိုအဓိကတောက်တတ်ကြပါတယ်။သင်ကြောက်ကတည်းကညဘက်မှာလည်းအလုံးလုံးနေစေဖြစ်တဲ့အတွက်သင်စီအိမ်ကဆက်ပြီးတော့ပြည့်နေပါတယ်။အထူးသဖြင့်ဒီလိုတောက်စီရရစီအိမ်ကိုအလုပ်ပိုစေပါတယ်။အဖက်ကြီး coffee အားဖြင့်ချိုကြီးအရက် ဒါရီကစီးထုတ်လို့မှုကိုမြင့်တက်စေပါတယ်။ထားကြတင့်စီးအိမ်ကတင်းအနာယူနေတဲ့အချိန်မှာတော့လှုပ်လှုပ်နေရတာပါ။နောက်တစ်ခုကစီးအိမ်အလုံးများခြင်း။တချို့လူတွေမှာစီးအိမ်ကမပြည့်သေးရင်တော့ညှစ်ထုတ်နေတတ်ပါတယ်။အဲဒီအခါစီးခဏခဏသွားခြင်း၊စီးသွားခြင်းစိတ်ပြင်းထန်ခြင်း၊ညဘက်မှာခဏခဏနိုးခြင်းတွေဖြစ်လာပါတယ်။စိတ်ဖိစီးမှု၊ကဖိန်းဓာတ်ဆက်တဲ့အစားအစာတွေနဲ့အသက်ကြီးလာခြင်းကဒီပြဿနာပိုဆိုးစေနိုင်ပါတယ်။ကြောက်ကတောင်မှမဟုတ်ရင်ဟော်မုန်းပြဿနာတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ပုံမှန်အားဖြင့် ADHD လို့ခေါ်တဲ့ဟော်မုန်းကြောင့် ်သင်ခန္ဓာကိုယ်ကညဘက်မှာစီးနင်းနေတာထုတ်ပေးပါတယ်။ဒါမှမဟုတ်သင်ခန္ဓာကိုယ်က ADH လုံလုံလောက်လောက်မထုတ်နိုင်ရင်ညဘက်မှာစီးပိုသွားမယ်။အထူးသဖြင့်အသက်50ကျော်ရယ်။ဒါမှမဟုတ်တချို့ယောဂါရှိသူတွေမှာစီးသွားများတတ်ပါတယ်။ဒါအောင်ညဘက်စီးများခြင်းဒေါက်တာနဲ့ပိုလီယူရီးယားလို့ခေါ်ပါတယ်။နောက်တစ်ခုကစီးကျော်ယောဂါပါ။ညဘက်မှာစီးရန်သွားပြီးတစ်ချိန်လုံးရည်စားနေရင်ဒါစီကြိုယောဂါရဲ့ကျူရင်သတိပေးချက်တစ်ခုဖြစ်နိုင်ပါတယ်။သွေးထဲမှာတခြားရက်များနေရင်တင့်ခန္ဓာကရေတီဆွဲထုတ်လိုက်တယ်။ တင်းကြောက်ကတ်တွေကအပိုတကြားတက်တွေကိုဖယ်ရှားဖို့ကြိုးစားတယ်။တင်းစီးပိုသွားရတယ်။ဒါနဲ့ပဲစီးများလာတာဖြစ်ပါတယ်။နောက်တစ်ခုကစီးချိတ်ကြီးခြင်းမျိုးသားတွေမှာဖြစ်တာပါ။အသက်40အထက်ယောက်ျားတွေမှာဖြစ်များဆုံးအကြောင်းရင်းကတော့စီးချိတ်ကြီးနေခြင်းပါ။ဒါစီးလက်ညောင်းပြိမိနေပြီးစီးကျန်စေပါတယ်။ဒါကြောင့်ကျန်နေတဲ့စီးတွေကစီးသွားခြင်းနဲ့ခံစားမှုဖြစ်စေလို့တင်းရခဏခဏနိုးနေရတာပါ။တင်းမှာဒီလိုလက္ခဏာရှိရင်ဆရာဝန်နဲ့ပြသဆက်ဆင်းတင်ပါတယ်။စီးထွက်အားနေခြင်းစီးကျန်နေတယ်လို့ခံစားရခြင်း စီးသွားရင်ညံ့ရခတ်ချင်းလို့ပဲဖြစ်ပါတယ်။နောက်တစ်ခုကနှလုံးနဲ့သွေးပေါင်ပြဿနာတွေပါ။ဒီချက်ကလူတွေကိုအံ့ဩစေပါတယ်။ကနေ့ကတော့ခြေထောက်ရောင်နေရင်လှဲလိုက်တဲ့အခါပုံနေတဲ့အရည်တွေကသွေးကြောတွေကိုပြန်ရောက်သွားပါတယ်။ဒါဆိုကြောက်ကတည်းကညဘက်မှာစီးပိုထုတ်ပေးရပါတော့တယ်။ဒီလိုအခြေအနေကြောက်ဖြစ်နိုင်ပါတယ်။နှလုံးအလုံးမလုံးတော့ခြင်းထိမရတဲ့သွေးလိုရောကစားအလွန်ကြောင့်စားမိခြင်းညဘက်မှာစီးခဏခဏမတော်အောင်ပါရင်လုံးဝမလဲ။ဒါတွေကအကူအညီဖြစ်စေနိုင်ပါတယ်။ညဘက်ထပ်နေခင်းမှာရေပိုတော့ပါ။ ညနေ9:00နာရီကျော်ရင်တစ်ဖက်ရေကော်ဖီအရက်ရှောင်းပါစားစားသုံးမှုလျှော့ပါခြေတော်မှာဆုနေအရေးရောကြဖို့အိယာမဝင်ခင်မိနစ်30လောက်ခြေတော်မြောက်ထားပါအိယာမဝင်ခင်မှာစီကိုနှစ်ကြိမ်ပြည့်ဝသွားပါဒါအယောင်အကူညီဖြစ်စေပါတယ်ညဘက်စီးသွားတာညတိုင်းစတဲ့ဖြစ်နေတော့ဆရာဝန်နဲ့ပြတာပါညဘက်စီးသွားတာဆိတ်နောက်ဆက်ဖြစ်ုံနဲ့မကပါဘူးတင့်ခန္ဓာကပြဿနာရှိနေပြီဆိုတော့တိုးတိုးတိတ်ပြောနေရပါတင့်ရဲ့အိဆက်ချင်းကိုခံအားနဲ့ကျမ်းမာရေးကိုပြန်လို့ခြင်းနေဆိုရင်တော့ဒီလက္ခဏာတွေမပေါ်ဆပါနဲ့